မေကိုပေါ့နော်ဒါမိတချို့တော့မဆိုတော့ကိုမျက်စိနဲ့ဒါအမေကိုမြင်ရတာနောက်ဆုံးပဲပေါ့နော်အဲတမီးလေးရတဲ့ငိုပိုးပိုးရတဲ့ငိုအကိုရတဲ့ငိုပေါ့နော်အခုအဓိကတော့ဟိုအမေကိုချစ်တဲ့စိတ်တွေတိုင်ရောစင်တွေပေါ့နော်အဲအမေစိတ်မှာဝတ်တဲ့ထမင်းလေးရတာရှော်လိုက်သေးတယ်ငါအမေပေါ့နော်ငါအမေရဲ့ထမင်းငါအချင်းချင်းရှော်ခဲ့ပူတယ်ဒါပေမဲ့ဒီတစ်ခါကတော့ဒါနောက်ဆုံးအချိန်မျိုးပေါ့နော်အမေနဲ့ပတ်သက်တဲ့ခံစားချက်တွေကအရင်များတဲ့ခါကျတော့စိတ်ကထိန်းတော့ထိန်းနိုင်ဒါပေမဲ့ဘယ်တော့မှထိန်းလို့မရဘူးပေါ့နော်တော်တော်လေးဝမ်းနဲ့ကြည်ခွေးရပါတယ်ဟုတ်ဟုတ် ဘာသာอยู่ရပါတော့เนาะကျွန်တော်တို့ဟိုအမေရဲ့ဟိုကွယ်တော်ကန်ဒီအချိန်မှာဟောနောက်ပြီးတော့ကွယ်တော်တော့မယ်ပေါ့เนาะအမေရောဂါဝင်တာအဲ့လိုပေါ့เนาะအဲ့လိုလေးမြင်ရအချိန်မှာဟောပေါ့เนาะကျွန်တော်တို့ကအတက်နေဆုံးတော့ကျွန်တော်အမေနဲ့တူတူဖရဲဆိုင်ရုပ်ပထမနေရုပ်ပေါ့เนาะမေတ္တာဖို့အမျှဝေပေါ့เนาะဆရာတို့ရဲ့မေတ္တာနဲ့ခံယူနောက်ခင်မွေးဆေဘကတော့ပေါ့เนาะအဲ့လိုမျိုးတော့ကျွန်တော်ကမလုပ်ပြီးခဲ့တယ်နောက်ပြီးတော့အဖေကျွန်တော်အဖေဆိုလို့ရှိရင်ဟိုဒီမဟုတ်ဆရာတော်ရဲ့တရားတော့ပေါ့เนาะဒီဥပဒနာကိုဖွင့်ပေးပြီးလို့ရှိရင်အဖေကိုအဖေကမိမကဒါငါခံနာမဟုတ်ဘူးဒါ ဝေဒနာကိုရှုအဖောင်းပင်ဖောင်းပင်ပေါ့နော်အဲ့လိုမျိုးတွေအဖေရတဲ့အမြင်အဖေရသတိပေးတယ်ပေါ့နော်ဘာလို့ဆိုတော့တို့ဗုဒ္ဓဘာသာယူရဆိုရှင်ဟွာအမေတွက်ကလေအမေရစိတ်ကောင်းနေရှိတယ်သူဟိုဘဝမှာပေါ့နော်သူကအေးဆေးမနေတယ်မြေတားနေနေတယ်လို့ဖြစ်ဆောင်မလို့သူတော်တော့ဟိုနောင်ဘဝဆိုတဲ့ဥစ္စာတော့ကိုကျွန်တော်ကအဲပြောမှဆိုရှင်တော့စိတ်အရင်ကြီးတော့ပူစရာမရှိဘူးပေါ့နော်ဒါပေမဲ့လေဘဝကူးကံဒီပေါ့အဲဘဝကူးကံတဲ့အချိန်လေးမှာအယူလွဲမောက်တခုခုပေါ့နော်လွဲမောက်သွားလို့ရှင်သူသွားမဲ့ဒန်းချောင်းဖြစ်ဖြစ်တော့တဲ့ကောင်းအောင်မရောက်ဘဲနဲ့ဒန်းချောင်းလွဲရောက်မှာဆိုလို့ ဆိုပြီးတော့အခုကအဲ့လိုဒုတ်ပေးခဲ့တယ်ပေါ့နော်အဲ့လိုပေးပြီးတော့လည်းအဟိုဒီအမေရဲ့ဒီသာပနာပေါ့နော်အမေရဲ့သာပနာဆိုလို့ရှင်တယ်အခုဘက်ကနေပြီးတော့ဟိုကိုလိုထုံးနှမ်းစိတ်အစင်တိုင်းကြီးပေါ့နော်အဲ့လိုမျိုးလေးဟိုအကောင်းကောင်းမွန်ဆုံးဟိုပြပြစုံနေတယ်ပေါ့နော်အဲ့တော့ပြန်လုပ်ပေးခဲ့တာပေါ့နော်တလက်ဆိုင်ပြောမလို့ဆိုရင်တော့ဘုမေဒီကွယ်လွန်တဲ့ခြေရင်ဆိုင်ပြီးတော့ဒီဇာမနာပေါ့နော်ဒီကိုအပီစီတီကိုအဲအခုဘာမှအခုသမီးသားတို့ရန်ဟိုဟာစိတ်တွေပူလောင်နေတဲ့အချိန်မှာပေါ့နော်ဟိုခြေကွဲဝမ်းနေနေရတဲ့အချိန်မှာ ဟိုဘာတစ်ခုမှလှည့်ကြည့်ကြမလို့ပဲနေပေါ့နော်အစစအရာအားလုံးပြည့်စုံအောင်လို့အကောင်းဆုံးစီစဉ်ပေးတဲ့ဒါမန္တလာမင်းအစ်မင်းမော်တော်ယာဉ်ဟိုပါပေါ့နော်ဒီစီစားပို့ဆောင်ရေးကအာကိုခင်အောင်နဲ့မက်လဲလို့မိသားစုကိုလည်းဒီနေရာကနေပြီးတော့အဲကျေးဇူးတင်ကြောင်းလေးပြောချင်တယ်ပေါ့နော်ဒီနေ့ကတော့ရက်လေကတော့မနေ့ပိုင်းကတော့အိမ်မှာပဲဟိုပါပေါ့ခွန်ကြီးဆုံးခွန်ကြီးပင့်ပြီးတော့ဒါဆုံးပြတ်ပါကြပေါ့နော်တူရတူပဲဦးစီးရတူပေါ့ဒီနေ့ကတော့ပြောမှမဆိုချင်တော့ အခုအမေရဲ့အလှူလို့ပဲပြောအောင်ပေါ့နော်။အာဒီခုနှစ်သားသမီးတွေဒါမိတ်ဆွေတငယ်ချင်းတွေဒါဆွေမျိုးတွေအကုန်လုံးကိုဒါတို့ကဒီခုနှစ်ပြည့်တဲ့နေ့မှာဒါရက်လေပေါ့အခုတို့အဲရက်လေမှာပေါ့နော်။အဲ့လိုဒီသာသောက်ဖွယ်ရလေးနဲ့တခင်အဟံကျွေးမိပြီးတော့ဒါကုသိုလ်ဒါဒါနလေးပေါ့နော်။အဲ့ဒါမျိုးလေးအဲလုပ်တဲ့သဘောပါခင်ဗျာ။စိတ်ထဲမှာတော့ပေါ့နော်။ငါ့အမေကောင်းတဲ့နေရာရောက်သွားပြီ။ငါ့အမေလည်းငါကောင်းကောင်းပြုစုလိုက်ရတယ်။အဲငါဖြေးစားပါတယ်ပေါ့နော်။တော်ရိုက်လည်းပြုစုလိုက်ဖြေးစားပါတယ်လို့ဆိုတော့ ဟိုဟာစိတ်နဲ့ဖြီးပြီးတော့တွေးရဆိုပေမဲ့လေဒါပေမဲ့တကယ်တမ်းကိုယ့်အမေကိုအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒီလိုမျိုးမြင်ရတဲ့အခါမှာနောက်ပြီးတော့အမေကိုပေါ့နော်ဒါမိသချို့တော့မယ်ဆိုတော့ကိုယ့်မျက်စိနဲ့ဒါအမေကိုဒီလိုမြင်ရတာနောက်ဆုံးပဲပေါ့နော်အဲ့ဒီအတွေ့အကြုံတခြားပေါ့နော် အမေနဲ့ပတ်သက်တဲ့ခံစားချက်တွေကအရင်များတဲ့အခါကျတော့စိတ်ကထိန်းတော့ထိန်းနေဒါပေမဲ့ဘယ်တော့မှထိန်းလို့မရဘူးပေါ့နော်တော်တော်လေး1 1 1နဲ့ရတယ်ပေါ့1နဲ့ကြည်ခွေးရပါတယ်ဟုတ်ဟုတ် ဟောအကိုကလေအစကလေးကပေါ့သမီးလေးမွေးပြီးတော့လေအမေုံနဲ့ပဲအတူနေတာပေါ့အမေနဲ့အတူနေတော့အမေကတော့အဲသူ့မိလေးသူ့မိလေးကိုသူဘယ်လိုဟိုပရမဆုံးခြီးရတဲ့အချိန်တော့ဆိုလို့ရှိရင်အဲလိုပဲကိုကလိုတပ်ပုံလေးရိုက်ရိုက်ပြီးတော့တင်တာရှိရတယ်အခုအိမ်တော်အိမ်တော်လေးအတီးကြလေးနဲ့ပေါ့နော်သူသမီးလေးနဲ့အဲတော့သမီးသူ့မိလေးကိုလည်းသူမြင်ရရခြီးတယ်သူ့မိလေးနေလဲနောက်ပြီးတော့အမေဆေးထုတ်တဲ့အချိန်မှာလည်းအဲသူမီလေးကိုခေါ်ခေါ်ဝါပြီးတော့အားပေးတာပေါ့နော်အမအခုတက်ပေါ်နေတာသူ့အွားလက်ကလေးကိုစုပ်ကင်တာခလေးကတော့ခလေးတဘာပေါ့နော်စုပ်ကင်တာအားတို့ရီသားပေါ့အဲ့လိုမျိုးပေါ့ အာအဲ့လိုမျိုးလေးတော့ဟိုအမေအတွက်လည်းဒါစိတ်စိတ်ကြည်နူးစရာလေးပေါ့နော်အဲ့လိုမျိုးလေးအဲဖြစ်တာပေါ့နော်ပြီးတော့အဲ့ဒီအချိန်ကတော့အဲ့ဒါဟုတ်တယ်အဲ့ဒါလေးအခုအခုလည်းသတိမထားမိလိုက်ဘူးအခုအခုရဲ့အခုပါပဲဟို driver စုကိုဆိုသူရိုက်ပေးတာသူအခုတော့မသိဘူးပြီးတော့မှသူပို့ပြီးတော့မှသိတာအဲ့တမီးလေးအဲ့ဒီအချိန်မှာတော့ကိုကိုပူနေကိုဆိုတော့လေအဲ့တမီးလေးရတယ်ငိုပိုးပိုးရတယ်ငိုအကိုရတယ်ငိုပေါ့နော်အဲဟိုပြန်ကြည့်တော့လေအေးပေါ့အဲ့လိုမျိုးတမီးလေးအဲ့လိုငိုနေတာပြီးတော့လေ ကိုကိုရိုင်းနဲ့ဟိုဘောတော့ဝမ်းနဲ့နေရချင်းဆိုတော့အကုန်လုံးကတော့ဒါအခုအဓိကတော့ဟိုအမေကိုချစ်တဲ့စိတ်တွေတန်ရောစင်တွေပေါ့နော်ဟောအဲ့လိုပါအော်ကိုတို့တချို့ပဲဆိုတော့လေအဲအခုအဲ့ကိုခင်အောင်ပေါ့နော်အာညီလေးတွေမြင်ဘာတွေလှုပ်ရှင်သေးလေတဲ့မြင်လှုပ်ရှင်တာအကုန်ပြောတဲ့အခုစီစဉ်ပြမယ်ဆိုတဲ့အခါကျတော့ဟိုအဓိကတော့ဟောပေါ့အမေအမေရဲ့နောက်ဆုံးကျင်းကျန်တဲ့ပြလေးတွေပေါ့နော်အင်းချမ်းပါစီဆိုတဲ့သဘောလေးနဲ့ပေါ့ဒီတိုင်းဖန်ထားလို့ရှင်ဒီတိုင်းမဲ့ဆိုတော့ဟိုထွတ်ပြတော့ဘာဖြစ်ဖြစ်မြန်မာပြပြဆိုတဲ့အခါကျတော့ဒါတော့ ဟိုတော့ဘာမှဟိုပြောမလို့အသုံးမဝင်ရတဲ့ပုံစံမဖြစ်နေပါဘူးဒါပေမဲ့အကိုတို့ကြောက်လေဒါအကိုမေရဲ့နောက်ဆုံးကျင်းကြံသောအရာဝတ္ထုပေါ့နော်အဲ့ဒါအဲ့ပြာလေးကိုယူပြီးတော့အကိုတို့ဒီဒီဘိုးတော်ကန်းလာမှာပဲပေါ့နော်ဘိုးတော်ကန်းလာမှာပဲဒါအိုးလေးနဲ့ထည့်ပြီးတော့သူကโอ้ဒီတိုင်းအလုံးနဲ့ထည့်လို့ရှိနေသူကဘောလို့ဘောလို့ပေါ်လာလို့ရှိနေမကောင်းညီမလေးရဲ့တိလာဒီဝေးကတောင်းရှိရဲ့ပုံစံတွေမှာလည်းပါတယ်အဲ့အိုးလေးကိုနည်းနည်းလေးဟလိုက်ပေါ့နော်ဟိုဒီတိုင်းလက်နဲ့နှိုက်ပြီးတော့ကျဲတဲ့ဟာမဟုတ်ဘူးအဲ့အိုးလေးကိုနည်းနည်းဟပြီးတော့ရေလေးဝင်ရဲ့ပေါ့နော်ရေလေးဝင်ပြီးတော့ထားလို့ထားထားရေတော့သူရေထဲမှာတော့သူမျောပြီးတော့ အရေရောက်ထဲမှာပေါ့နော်တို့ရေထဲမှာပေါအောင်ပေါ့နော်အဓိကတော့ရေဆိုတာအေးတန်းချင်းရဲ့သဘောပေါ့အဲအဲ့လိုမျိုးအဲ့လိုအဓိကတော့အဲ့လိုမျိုးပါဟိုအာအမေရဲ့နောက်ဆုံးကျင့်ကြံတဲ့အရာမှန်သမျှအခုတော့ကအာအဲ့လိုမျိုးအမှတ်တရလေးဖြစ်နေတာပေါ့နော်အဲ့လိုအဲ့လိုမျိုးမနေ့ကတော့မှအဲ့ဒါအမေစိတ်မှာဝတ်တဲ့ထမင်းလေးအဲ့ဒါရှော့လိုက်သေးတယ်ကျော်ရသေးရဆိုတော့အရင်တော့လည်းအကိုကကြာပါပြီအရင်တော့ဟိုဟိုဟိုရဲအမေထမင်းရှော့တယ်ပိုင်းတော့အကိုတို့ကအဆမ်းမို့တော့ထမင်းတို့ဝက်ဝက်ဆိုင်ပါအကိုဆိုတော့အကိုတို့အဆမ်းမို့ဒါပေမဲ့စိတ်ဝင်နောက်ဆုံးပေးခဲ့ထမင်းလေးပေါ့နော်အဲ့ဒါလေး အဲ့ဒါ short ပြီးတော့စဉ်းစားတာပေါ့ဟာငါ့အမေပေါ့နော်ငါ့အမေရဲ့ထပ်ပြီးငါအချင်းချင်း short ခဲ့ပြီဒါပေမဲ့ဒီတစ်ခါကတော့ဒါနောက်ဆုံးအချိန်မျိုးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးအတွေ့အကြုံတော့ရှိတာပေါ့အဓိကတော့အခုတော့အမေနဲ့ပတ်သက်တဲ့ဟာလေးတွေအမှတ်ရလေးပေါ့ဟုတ်အဓိကတော့အခုတို့စင်တာအားလုံးတို့ပြီးသွားပြီအခုတက်တလောက်မှတ်တလောက်ပေါ့နော်အမေအသက်ရှိစင်စားရှိနေတဲ့အချိန်မှာနောက်ပြီးတော့အမေရဲ့ဟိုကျန်းမာရေးအခြေအနေမကောင်းဆိုတဲ့အချိန်မှာနောက်ပြီးတော့အမေနောက်ဆုံးအမေကနောက်ဆုံးချိန်ထိတော့တတိရှိပါတယ်ဟိုဟာတရားလည်းရှိတယ်လို့ ခံစားမိတယ်ပေါ့နော်ဟိုကရင်သွားရှေ့မှာအမင်းမျက်နှာလေးကြည့်ရရှေ့မှာလေအေးအကြံလေးပဲဟိုလိုမျိုးဟာတခြားဟိုမတွေ့မိဟိုတခြားမခံစားမိဘူးအေးအေးအကြံနဲ့အိပ်ပျော်နေသလိုပဲပေါ့နော်အဲ့လိုမျိုးပဲခံစားရတယ်ပေါ့နော်အဲ့လိုမျိုးဆိုရကားဆိုတော့အကိုဆူတောင်းနေတာလေးတွေအကိုလုပေးနေတာလေးတွေအကိုအမေအဲ့အချိန်တော့အကိုလုပေးခဲ့တယ်အဲ့ဒီအဲနိုင်ပေါ့နော်ဒီဇာပနာခံနာမှာလည်းအကိုလုပေးခဲ့တယ်ရီယမနက်ဆိုလို့ရှိရင်အမေတော့ပေါ့နော်အဲ့လိုမျိုးကုသကောင်မလုပေးခဲ့ဆိုရကားဆိုတော့ အခုထင်အခုယုံလေးယုံကြည်ပါတယ်အခုမိခင်ကဟောနော်ဒါကောင်းမွန်မြင့်မြတ်တဲ့နေရာတစ်ခုမှာအေးအချမ်းလေးရှိနေတယ်လို့ယုံကြည်ပါတယ်အဲ့အတွက်ကြောင့်မို့လဲစိတ်ထဲမှာအဲဖြေတော့ဖြေသားပါတယ်အခုတော့အခုတော့ဖြေသားဖြေသားပါတယ်ပေါ့နော်ပြောအောင်ပေါ့အဲ့လိုမျိုးပေါ့အဓိကတော့ဟောငါ့မိကိုလည်းငါကောင်းအကောင်းဆုံးလုပ်ပေးခဲ့တယ်ငါ့မိလည်းအခုချိန်မှာကောင်းမွန်တဲ့နေရာမှာရှိနေမယ်ဆိုတော့စိတ်လေးနဲ့ဟောအဆင်ပြေပါတယ်ဟောဟော